ဘေးကင်းရန်ကွာရှိကြပါစေခင်ဗျာတော်လိုင်းသတင်းတွေကိုနားဆင်ရအောင်ပါကျွန်တော်ကတော့ကြော်ဆိုးပါစကိုင်းတိုင်းဒီဇယ်တိုက်ပွဲပါရန်သူစစ်အုပ်စုဘက်က12ဦးသေချောင်းဒီဇယ်မြင့်နယ်ပကဖာတော်လိုင်းဘက်ကအတီးပြုတ်ထုတ်ပြန်ထားတာတွေ့ရပါတယ်အော်တိုဝါလာ20ရက်နေ့မနေ့9:30မိနစ်ခန့်အချိန်တိုက်ပွဲမှာရန်သူတပ်တွေဟာအတောရွာကနေကာဘိုးရွာဘက်ကိုဆုတ်လာစဉ်ကာဘူဒရာနီမှာနောက်တစ်ခါကြားဖြတ်တက်ခတ်ခံရပြီးအခုလိုအထိနာခဲ့ကြခြင်းဖြစ်ပါတယ် ရန်သူတွေဟာ၎င်းတို့ရဲ့ရုပ်လောင်းတွေကိုမွန်းတက်ဆက်နေနိုင်ကြော်အချိန်မှာကားတွေနဲ့တေဆောင်သွားကြပါတယ်။တိုက်ပွဲကနိုင်ယူဘက်လောက်ဖြစ်တယ်။စစ်အုပ်စုဘက်က၁၁ရောက်သေးတယ်။၆ဦးတန်ရာရကြောင်းသိရတယ်လို့ရေဦးပကဖတာဝန်ရှိသူကအသိပေးထုတ်ပြန်ထားပါတယ်။ကျမ်းပစစ်အုပ်စုတပ်တွေဟာကမ်ဘလူမြို့နယ်ကနေဒဇယ်နယ်အရှိချမ်းအက်တော်သဲကုန်းကြီးရွာဘက်ကိုစက်တင်ဘာနောက်ဆုံးပတ်ကစပြီးအင်အားဖြည့်တင်းနေကြောင်းလည်းသိရပါတယ်။အခုအောင်ပွဲကိုတော့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးပတ်ကဖလက်ယုံတက်ဖွဲ့တို့ကပူပေါင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီးတော်လိုင်းရဲဘော်တူးကတော့မစိုးရိမ်ရထိကြိုက်တန်းရာရရှိခဲ့ကြောင်းသိရပါတယ်ခင်ဗျာရန်သူစစ်သား15ဦးတေဆုံးပြီးစစ်တုပ်ပန်း2ဦးနဲ့တူလက်နက်ခဲယမ်းတွေတင်းစီရရှိခဲ့တဲ့သတင်းကတော့ဒီနေ့အတွက်သတင်းကောင်းဖြစ်ပေါ်ပေါက်လာပါတယ်ဘကူတန်းရေတရှည်မြို့နယ်စစ်တောင်းမြေရှိပကံရွာသိကြီးရွာမှာထိုင်ချတပ်ဆွဲထားတဲ့ရန်သူတပ်အင်အား60ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခြင်းဖြစ်ပြီး အော်တိုဘာ20ရက်နေ့ကတိုက်ပွဲကို21ရက်နေ့ကထုတ်ပြန်တာပါတေဆုံးတဲ့ရန်သူတွေထဲမှာဒုဗိုလ်မှူးကြီးညင်ညီနိုင်အပါဝင်စစ်သား15ဦးဖြစ်ကြောင်းအမှတ်နဲ့စစ်စေးရေးနယ်မြေတာဝန်ရှိသူတို့ကပြောပါတယ်ရွာသစ်ကြေးရွာထိုင်စခန်းနဲ့ကြေးရွာတွင်းမှာရှိတဲ့ရန်သူစစ်အုပ်စုရဲ့ကင်းစခန်းအားလုံးကိုလည်းအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြပါတယ်ရန်သူတေဆုံးမှုဖြစ်စဉ်မှာတော့တိုက်ရင်မှူးဒုတိယဗိုလ်မှူးကြီးညင်ညီနိုင် လေကြောင်းရန်ကာကွယ်ရေးတပ်လက္ခဏာ239မှာအဆိုပါရန်သူဟာ လက်ရဖမ်းဆီးမိချိန်မှာပစ္စတိုထုတ်ပြီးခုခံမယ်လို့လို့အသေးပြစ်တက်လိုက်ရကြောင်းတော်လိုင်းရဲတပ်များထံကသိရပါတယ်စစ်လက်နက်ပစ္စည်းတွေလည်းရခဲ့ကြတဲ့အောင်ပွဲဖြစ်ပါတယ် drone ကြံမှာထိုင်ဆက်ကြီးတစ်လုံး MA11 တနက်တလက် MA3 တလက် G3 သုံးလက်60မမတလက်ပစ္စတိုတလက်60မမ G5 လုံး G ပေါက်10ခုကြည်မျိုးစုံ အတောက်တစ်ထောင်နဲ့မိဆက်တစ်လုံးတို့ဖြစ်ကြပါတယ်စေရေးရကတော့ ဆေးအုပ်စုရဲ့မြို့တွေကာဖို့အထူးကြတဲ့ကာကင်းတစ်ခုအထိုင်ချတပ်ဆွဲထားတဲ့အခိုင်မာစခန်းဖြစ်တယ်။ဆွာမြို့နဲ့အခုတိုက်တဲ့နေရာက3မိုင်လောက်ပဲဝေးတယ်။ဆွာမြို့ဝန်းကျင်မှာ84နဲ့19တပ်တွေရှိတယ်လို့နေပြည်တော်တိုင်ရင်း၈တုံရရှိတဲ့တင်းနဲ့ပြန်ကြားရေးကရွာသိပ်မှာရှိတဲ့ဆေးအုပ်စုရဲ့အခြေအနေကိုပြောပြပါတယ်။အခုတော့ဆေးအုပ်စုရဲ့စစ်ကြောင်းတွေပြန်ပြီးတော့အင်အားဖြည့်တိုးဝင်လာမှုတွေရှိလို့တိုက်ပွဲငယ်တွေလည်းဆက်ရှိနေပြီးပြည်သူတွေတတိထားရမယ့်အချိန်လည်းဖြစ်ပါတယ်။ အမျိုးသားညွေဆိုးရကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ရဲ့လမ်းညွှန်ချက်နဲ့နေပြည်တော်တိုင်းစစ်ဌာနလက်အောက်မှာရှိတဲ့တပ်ရင်းများစုဖွဲ့ထားတဲ့ပြူဟာစစ်ကြောင်းကဒီတိုက်ပွဲကိုဥဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကတော်လိုင်းတပ်ဖွဲ့ဝင်2ဦးကတော့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ခင်ဗျာမြဝတီတောင်ပိုင်းမေထော်တလေးမှာရှိတဲ့ KK ပတ်လို့လူသိများတဲ့ကြားဖြန့်ရုံကိုစစ်အုပ်စုတပ်တွေကဝင်ရောက်စီးနှင်းပြခဲ့တဲ့တဲ့ရင်ကလူပြောများလျက်ရှိပြီးဒါနဲ့ပတ်သက်လို့ KNU ပြောခွင့်ရဘဒုစော့တော်နေကတော့ ဟာကောင်းကလုတ်တဲ့ပြည်တစာနှင်းနှင်းရေးဆက်လန်းဆိုပြီးတုတ်ပြန်ပြောဆိုလိုက်ပါတယ်။နိုင်ငံတကာကပြကျင်တဲ့ပုံစံနဲ့ဝင်ရောက်စီးနှင်းပြတဲ့ဟန်ပြတပ်ပုံတွေကိုအများကဟားတိုက်နေကြပြီး Justice for Myanmar နဲ့ USIP နှစ်ဖွဲ့ရဲ့အစီရင်ခံစာထဲမှာတော့ KK Park ကိုအမှန်တကယ်ထိ ंछ ုပ်လုပ်ကင်သူဟာ BGF ခေါင်းဆောင်စောချစ်သူပဲဖြစ်တယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။ပြည်သူရဲ့ထုတ်ပြန်ချက်ကတော့ KK Park ကိုဝင်ရောက်စီးနှင်းပြီးလူပေါင်း2200နီးပါးကိုဖမ်းဆီးရရှိခဲ့ကြောင်း KK Park ကိုစီးနှင်းခဲ့ရမှာ ဆောက်လုပ်ပြီးဆောက်အောင်တစ်ထပ်တိုက်10လုံး၊နှစ်ထပ်တိုက်အလုံး100၊လေးထပ်တိုက်အလုံး20၊ငါးထပ်တိုက်နှလုံး၊တစ်ထပ်တိုက်ဈေးဆိုင်ကန်း20၊နှစ်ထပ်တိုက်ဈေးဆိုင်ကန်း30၊တစ်ထပ်တိုက်ဂိုဒေါင်15လုံး၊နှစ်ထပ်တိုက်ဂိုဒေါင်20လုံး၊လေးထပ်တိုက်ဂိုဒေါင်10လုံး၊ဆောက်လုပ်ဈေးနှစ်ထပ်တိုက်21လုံး၊သုံးထပ်တိုက်10လုံး၊လေးထပ်တိုက်9လုံး၊ငါးထပ်တိုက်9လုံးနဲ့တစ်ထပ်တိုက်ဈေးပေးကန်း2ခန်းတို့တွေ့ရှိခဲ့ကြောင်း Starlink အစုံ30နဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရမိပြီးအလုတ္တမအမျိုးသား 1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးကိုတွေ့ရှိခဲ့ကြောင်းသတင်းမှာထုတ်ပြန်ထားကြပါတယ်။အရမရွေးကောက်ပွဲကိုဆန့်ကျင်ကြဖို့ကရင်တမျိုးသားလုံးကိုစော်ဩနေတဲ့ KNU ဟာအခုတော့စေအုပ်စုတပ်တွေမြပရီကိုအဝင်ခံလိုက်ရပြီးနောက်ပိုင်းဇက်တိုက်ဆိုသလိုနိုင်ငံရေးလှုပ်ကြံမှုကိုပါခံနေရကြလို့ဆိုရမှာပါ။ KNU ကဒီလောက်ငန်းကရရှိတဲ့ငွေကြေးတွေနဲ့ နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်အကြမ်းဖက်တပ်ပြတ်မှုတွေလုပ်နေတာဖြစ်တယ်။အွန်လိုင်းအားကစားလုပ်ငန်းတွေကိုအကာအကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါဝင်ဒေသအတွင်းနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်နိုင်အောင်လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်တယ်။ပိတ်ဆံလာရမယ်ဆိုရင်တနင်္ဂနွေလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝန်မလေးတဲ့ KNU အဖွဲ့ကိုနိုင်ငံတကာနဲ့ပြည်သူတွေကဝိုင်းဝန်းဆက်ကျင်ကြပါဆိုပြီးတော့အာဏာသိမ်းစစ်အုပ်စုပြန်ကြားရေးခေါင်းဆောင်ကပြောခဲ့ပါတယ်။ BGF ရဲ့အထက်ကခေါင်းဆောင်၃ယောက်ဖြစ်တဲ့ဘူမူကြီးစော့ချစ်သူ ဗိုလ်မှူးကြီးမုတ်တုံနဲ့ဗိုလ်မှူးတင်ဝင်းတို့ကတရုတ်အွန်လိုင်းငွေလိမ်ကိုင်းများကိုလက်ခံရမှာအထူးပါဝင်နေသူများဖြစ်ကြောင်းဗိုလ်မှူးတင်ဝင်းဆိုသူဟာတရုတ်ရာစုကိုင်းများအတွက်ထိုင်းနိုင်ငံမှာလျှက်စစ်မီနဲ့အင်တာနက်လိုင်းရရှိရေးဆောင်ရွက်ပေးကြောင်းစောချစ်သူနဲ့အတူဗိုလ်မှူးတင်ဝင်းကတရုတ်ငွေလိမ်ကိုင်းများမှာအကျိုးမြတ်များနဲ့ထောက်ပို့မှုများကိုစူးစီးရယူကြောင်းနိုင်ငံတကာအဖွဲ့အစည်းတွေကစုံစမ်းဖော်ထုတ်ထားပြီးလည်းဖြစ်ပါတယ်။မြန်မာပြည်မြို့နယ်မှာအွန်လိုင်းကြဖြတ်များခြေစိုက်တဲ့ရွှေကုတ်ကိုမြို့တဲ့ ရထိုက်မြို့တည်စီမံကိန်းတောင်မေဥယျင်စီမံကိန်းတောင်မေဖက်ယူလွန်ဘေးဖက်အပိုလိုဖက်ဂျူးစင်ဖက် KK ဖက်မြဝတီမြို့တည်စတဲ့စီမံကိန်းများကို BGF ကဥဆောင်ပြီးတော့တရုတ်စီးပွားရေးသမားများပြပထူးဆိုင်ဂိုင်းများနဲ့တူပူပေါင်းကြိုးစည်းပွားများဖြစ်ထွန်းလျက်ရှိကြပါတယ်။တရင်ပြည်နယ်မှာရှိတဲ့ online ငွေလိမ်အများစုဟာစောချစ်သူရဲ့နေကြာဆောက်တက်ဖွဲ့ထိန်းချုပ်မှုနေမြေများမှာလဲပတ်နေခြင်းဖြစ်ပြီး ယခုက BGF ကို KNA အဖြစ်နာမည်ပြောင်းထားကြောင်းတပ်ဖွဲ့ဝင်အင်အား8000ကျော်နဲ့အင်အားကောင်းတဲ့ဒီတပ်တွေကို KNU နဲ့စစ်တပ်ကပါဓာတ်ရိုက်ပဋိပက္ခဖြစ်ပွားဖို့ဆန္ဒမရှိကြောင်း USIP ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ဒီချိန်မှာပဲစစ်အုပ်စုနဲ့တိုက်ပွဲဖြစ်နေတဲ့ KNU ဘက်ကိုမြားဥထိုးလိုက်တဲ့ဇလန်းစင်ဝင်ရောက်စီးနှင်းပြမှုများပေါ်ပေါက်ခဲ့တာတွေ့ရမှာပါ။မြန်မာစစ်တပ်ရဲ့ KK ဘက်ကိုဝင်ရောက်စီးနှင်းမှုဟာအတုအယောင်သာဖြစ်ပြီးတော့ပြည်ထနာအလုံးရဲ့စစ်မြစ်ဖြစ်တဲ့ မြန်မာစစ်အုပ်စုကိုဖျက်သိမ်းအရေးယူမှသာလျှင်စိုက်ဘာပစ်မှုအကြက်တဲတာမကမြန်မာအကြက်တဲကိုပါ အပိတိုင်ဖြည့်ရှင်းနိုင်မှာဖြစ်တဲ့အကြောင်း Justice for မြန်မာကလည်းဆက်တိုက်ထုတ်ပြန်လျက်ရှိပါတယ်ခင်ဗျာမွန်ပြည်နယ်ရေးမြူနယ်အာရုတောင်ကြီးရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်မှစစ်သားတူဟာတော်လိုင်းတပ်ဖွဲ့များရဲ့တည်င်းကိုလာရောက်ထောက်လန်းစင်မှာအော်တိုဘားလ20ရက်နေ့ကအရှင်ဖမ်းမိခဲ့ကြောင်းရေးဘလူးတပ်ဖွဲ့ဘက်ကတည်င်းထုတ်ပြန်ခဲ့ပါတယ်အဆိုပါစစ်အုပ်စုလက်အောက်ခံဟာပြူစောတီကောင်းဆောင်လင်းဦးရဲ့ လက်အောက်ခံရုံးပိုင်းဆိုင်ရာတာဝန်ထမ်းဆောင်နေတဲ့စစ်သားတူဖြစ်တဲ့မျိုးစော်ကိုဆိုသူဖြစ်ကြောင်းသိရပါတယ်။မွန်ဘာသာစကားနဲ့ရေးဘလူးကစစ်ဆေးနေတဲ့ရုပ်တံဖိုင်ကိုလည်းတွေ့ရမှာပါ။တဆက်တည်းမှာပဲအော်တိုဘားလ20ရက်နေ့ကမွန်ပြည်နယ်ရေးမြွနယ်ဝါရဟိုင်းရွာမှာတပ်ဆွဲထားတဲ့စစ်တပ်ကိုရေးဘလူးဖွဲ့ကပိတ်ဆို့ထားမှုကြောင့်စစ်သားတွေဆုတ်ခွာသွားပြီးအချမ်းပတ်စစ်တပ်ကထောင်ထားတဲ့မိုင်းများနဲ့ဖျက်ဆီးခဲ့မှုများကိုဝင်ရောက်ရှင်းလင်းခဲ့ပုံများအားရေးဘလူးဖွဲ့ကရုပ်တံမှတ်တမ်းထုတ်ပြန်ထားကြပါတယ် လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကဝါရဟိုင်းကြေးရွာတဲ့ကိုစစ်ကြောင်းထိုးပြီးရွာသား30ကျော်ကိုဖမ်းသွားတယ်။ကျွန်တော်တို့စစ်ကြောင်းတွေလိုက်ပိတ်တော့ပြန်ပြေးဆင်းသွားတယ်။ကြေးရွာတဲ့သူတို့တွေထောင်သွားတဲ့မိုင်းတွေလိုက်လံဖျက်ဆီးခဲ့တဲ့နေရာတွေဖြုံပြိုးတွတ်တက်ဖို့ပြန်လဲထူထောင်ဖို့ကျွန်တော်တို့ဒီကြေးရွာတွေကိုဒီနေ့ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ရေးဘလူးတပ်ဖွဲ့ကပြောပါတယ်။ဒီတဲ့နဲ့ပတ်သက်လို့ရေးဘလူးတပ်ဖွဲ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာမဆိုင်တဲ့ပြည်သူနဲ့မိတ်မဆက်နဲ့ရံမလုံနဲ့ရွာသားတွေမဖမ်းနဲ့ မင်းတို့ဆိုင်ချင်နေတဲ့ငါတို့နဲ့ထိုက်တိုက်ဒိတ်ဒီရီတီနေမှာငါတို့ရှိမယ်စစ်ကိုစစ်နဲ့တူအောင်တိုက်မယ်လို့ရေးဘလူးကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာရေးသားထားတာကိုလည်းတွေ့ရပါတယ်ခင်ဗျာဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့150ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံမှာဒေါက်တာဝင်းမြအေးနဲ့ဒေါ်စင်မအောင်တို့ဥဆောင်တဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေကြောင်း CRPH ကထုတ်ပြန်လိုက်ပါတယ်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အာနာသိန်းစီဟုစုကကျင်းပမဲ့ရွေးကောက်ပွဲနဲ့ရလပေါ်ကန့်ကွက်ပေးဖို့နဲ့အတိမတ်မပြူရေးမတရားဖန်စီထိမ့်သိမ်းခံရတဲ့နိုင်ငံတော်အကြီးအကဲတွေရွေးကောက်ကန်လွှတ်တော်ကိုယ်စားလှယ်တွေနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး2020အထူးထူးရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်နဲ့ CRPH ကိုကမ္ဘာလွှတ်တော်အတိုင်းဝိုင်းကဆက်လက်အတိမတ်ပြူရေးစတဲ့အချက်တွေကိုဆွေးနွေးခဲ့ကြပါတယ် CRPH ထုတ်ပြန်ချက်မှာတော့အော်တိုဘာလ19ရက်နေ့ကနေအော်တိုဘာလ23ရက်နေ့ထိဆွစ်ဇာလန်နိုင်ငံဂျနီဗာမှာကျင်းပလျက်ရှိတဲ့ 151ချိန်မြောက်နိုင်ငံကပါလီမန်များညီလာခံနဲ့ဆက်ဆက်စည်းဝေးများသို့ဒေါက်တာဝင်းမြအေးနဲ့ဒေါက်တာစင်မအောင်တို့ဥဆောင်သောမြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်လျက်ရှိသည်မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့အောက်တိုဘာ16ရက်နေ့မှာအာရှပစ္စိဖိတ်အုပ်စု Asia Pacific Group နဲ့အမျိုးသမီးလွတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့ကိုတက်ရောက်ခဲ့ပြီးအောက်တိုဘာလ20ရက်နေ့မှာအမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနဲ့ညီလာခံရဲ့ General Debate အစည်းအဝေးတို့ကိုတက်ရောက်ခဲ့ကမလေးရှား ထိုင်းအီတလီကနေဒါနယူးဇီလန်ဆွီဒင်ဩစတြေးလျနိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်များနဲ့လည်းတီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်တွေ့ဆုံဆွေးနွေးမှုများတွင်အကျန်းဖက်စစ်တပ်ကဆက်လက်ကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုများလူခွင့်ရေးချိုးဖောက်မှုများနဲ့အကျန်းဖက်မှုများရင်လောက်ရများကြောင့်နေရဆွန့်ခွာပြီးဒုက္ခများနဲ့ရင်ဆိုင်နေရတဲ့စစ်ပေးဆောင်ပြည်သူများနဲ့အခြားနိုင်ငံများရှိရွှေပြောင်းမြန်မာပြည်သူများရဲ့အခြေအနေများနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကိုရှင်းလင်းတင်ပြခဲ့သည် ထို့ပြင်အတန်းဖက်စစ်အုပ်စုကကျင်းပမဲ့တရားဝင်မှုမရှိသောအတုရောင်ရွေးကောက်ပွဲနဲ့ရလပေါ်ကန့်ကွက်ပေးရည်နဲ့အသိမှတ်မပြုရင်းမတရားဖန်ဆီးထိန်းသိမ်းခံရတဲ့နိုင်ငံတော်ကြီးကဲများရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး2020ပြည့်နှစ်အထူးထူးရွေးကောက်ပွဲမှာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအားကမ္ဘာလွှတ်တော်အတိုင်းအဝန်းကဆက်လက်အသိမှတ်ပြုရင်းလက်ရှိပြည်ပခအဖြစ်ရှင်းရေးနဲ့ရေရှည်တည်တံသောအဖြစ်ရှာခြင်းတွင် တော်လိုင်းအင်အားစုများကြီးဆောင်ရွက်သွားမိလုပ်ငန်းစဉ်များပေါ်ထိရောက်သောပံ့ပိုးကူညီမှုများရရှိရေးတို့ကိုအဓိကထားဆွေးနွေးတိုက်တွန်းခဲ့ပါသည်နိုင်ငံတကာပါလီမန်များဖွဲ့သည်ကမ္ဘာနိုင်ငံပေါင်း183နိုင်ငံတို့မှနိုင်ငံတော်အဆင့်လွှတ်တော်များနဲ့ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံ၌2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုနောက်နိုင်ငံတကာပါလီမန်များဖွဲ့ IPU အမှုဆောင်ကောင်စီကပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီအား IPU အဓိကဆွေးနွေးမိန့်ဖက်ဖြစ်အသိမှတ်ပြုခဲ့ပြီး ယနေ့တိုင်ဆက်လက်အသိမှတ်ပြုထားပါသည်မြန်မာလူတော်ကိုယ်စားလှယ်ဖွဲ့သည်ယနေ့ညီလာခံတတိယနေ့အစည်းအဝေးများတွင်ဆက်လက်ပါဝင်တက်ရောက်လျက်ရှိပြီးမြန်မာလူတော်ကိုယ်စားလှယ်ဖွဲ့၏ညီလာခံတက်ရောက်မှုသတင်းများကိုဆက်လက်အစီရင်ခံတင်ပြသွားမည်ဖြစ်ပါသည်ဟု၍သတင်းရေးသားဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာလက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေဟာသူ့ကိုယ်စားလှယ်ရောက်ဖြစ်လာတာဟုတ်အဓိကတည်ရဲ့ကစစ်အာဏာရှင်ဖြစ်တယ်ဒီလိုရာဇဝင်ကြီးကျူးလွန်နေတဲ့စစ်တပ်က စစ်ကောင်ရှင်ဖွဲ့ပြီးတော့ယူကောက်ပွဲလုပ်နေတာလက်ရှိအချက်တည်းဖြစ်မှုယူကောက်ပွဲမှာစစ်ကောင်ရှင်ရဲ့ကျိုးတော်နောက်ခံပါတီအဖွဲ့အစည်းတွေနဲ့အများစုကသူ့ရဲ့ဝိဖက်ပါတီတွေပဲဖြစ်တဲ့အတွက်ကြောင့်တရားမျှတမှုရှိနိုင်လက်ရှိအချက်တည်းလည်းမဟုတ်ရင်စက်ဖြတ်ကျော်မှုကနေ online လိမ်လည်မှုတွေရတယ်မြမစစ်တပ်ကအကျိုးမြတ်ရနိုင်ပြီးတော့ကမ္ဘာနိုင်ငံ80ကျော်ရဲ့ပြည်သူတွေပါဒီ scan center တွေမှာကြုံပြုတ်ခံနေရတယ်ဆက်ဆက်အဲ့ဒီတော့စစ်အာဏာရှင်ပြစ်ပမဲ့ယူကော့ပွဲကိုထောက်ခံခြင်းဟာ ဒေတာတွေမှာ online လေလံမှုတွေနဲ့ scam center တွေတရုတ်ကရက်တည်နိုင်အောင်ကူညီလှုပ်ဆောင်တာနဲ့တူတူပဲဆိုတာကိုနိုင်ငံတကာကိုသိစေချင်ပါတယ်။နောက်ဆက်တွဲအနေနဲ့ဒေတာတွေတည်ငြိမ်မှုတွေကိုပါထိခိုက်ပျက်စီးစေမှာဖြစ်တယ်။ဒါကြောင့်စစ်ကောင်စီကဒီနှစ်ကုန်မှာကျင်းပမဲ့ဖန်ပြယူကောက်ပွဲကိုမထောက်ခံကြဖို့နဲ့ဖန်ပြလွတ်တော်ဖြစ်ပေါ်လာရင်လည်းလက်မခံကြဖို့ဆွေးနွေးနေကြတာဖြစ်ပါတယ်။ အော်တိုဗလာ27ရက်နေ့နေ့လယ်ပိုင်းမှာစစ်အုပ်စုလေတပ်ကမိုးကုတ်ကိုပုံကျဲသွားခဲ့ပါတယ်။ခလိငယ်တုံးဦးတိဆုံးပြီးပြည်သူ၁၂ဦးဒဏ်ရာရခဲ့တယ်လို့တန်းတံမတော် TNL ကသတင်းထုတ်ပြန်ပါတယ်။မိုးကုတ်မြို့ကန်တော့ရက်ကွက်ကန်သုံးလုံးဖူဆယ်ကွင်းကိုပေါင်250ပုံနှလုံးကျဲချသွားခြင်းပါ။တိဆုံးသွားတာကတော့အသက်6နှစ်အသက်10နှစ်နဲ့အသက်17နှစ်အရွယ်ကလေးတွေပါ။လေကြောင်းတက်ခိုက်မှုကြောင့်အော်တိုဗလာအတွင်းမှာပဲ ကလေးငယ်တွေပါဝင်ပြည်သူ40ကျော်တိတ်ဆုံးက90ကျော်ဒဏ်ရာရခဲ့ပြီးဖြစ်ကြောင်းမနေ့ကအော်တိုဘားလ20ည8နာရီမှာလေမိုင်းငုံမြို့ကိုဘုံကျဲသွားတဲ့မှတ်တမ်းဖိုင်တွေထွက်ရှိလာပါတယ်မိုင်းငုံမြို့မြို့မဆီကိုပေါင်250ပုံးနှလုံးကျဲချတိုက်ခတ်ခဲ့တာကြောင့်အချက်သားနှစ်ဦးတိတ်ဆုံးခဲ့ရပါသေးတယ်ခင်ဗျာ